ားလုံးကမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါ Barcelona တင်းကတော့ဒါမေးရာသီမှာဥရောပ Champion League ဖလားဟာသူတို့ရဲ့နံပါတ်1 Target ဖြစ်ကြောင်းဤပြ Hansi Flick ကကြီးညာခဲ့ပြီးမှသူတို့အခုမှကိုသမားကိုခေါ်ဖို့ဆုံးဖြတ်လိုက်တယ်အစပိုင်းကိုကိုသမား Juan Garcia ကို Barcelona က မြို့ကန်ပြိုင်ပတ်ကတ်လန်ဒါဘီကလပ်အသင်းကနေရအောင်ခုံဖို့သူတို့ရအောင်စီယုံခဲ့တယ်။ဆိုတော့ယူအန်ကာစီယာကအသက်25နှစ်ရှိပြီးထော့တနဟ်အာစနယ်အသင်းရဲ့အက်စတရန်ဗီလာရဲ့မန်ချက်စတာယူနိုက်တက်အသင်းနေတဲ့သတင်းတောက်လျှောက်ထွက်ခဲ့သူဖြစ်ပြီးတော့အစောပိုင်းလုံးကတော့အာစနယ်ကိုပြောင်းမယ်လို့သတင်းထွက်တယ်။နောက်ပွဲထွက်ခွင့်ပိုရနိုင်မယ်။ဒါအူနိုက်အမ်ရီရဲ့မန်ဒီအက်စတရန်ဗီလာနဲ့ ဒါဒီရူဘင်အမွန်ရဲ့ Man United ဒီနဲ့တရင်ထွက်တယ်ဘာစလိုနာက White Chessers နေရှိတယ် Inaki Pina ရှိတယ် Mark Andre ter Stegen လို့ရှိတည်တိုင်အောင်25နှစ်ရွယ်ရှိပြီးလက်ရှိ La Liga ရဲ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ယောက်ဖြစ်တဲ့ Juan Garcia ကိုခေါ်ဖို့ဆုံးဖြတ်လိုက်တယ်ဒီနေရာမှာ Juan Garcia ကိုပထမနေ့က Euro 3တန်းလာစာ9နှစ်စာချုပ်နဲ့ကမ်းလှမ်းနေနောက်ဆုံးမှာသူတို့ဘက်ကတနည်းကို၄တန်းထိတိုးပေးတယ်နောက်ဆက်တွဲနေနဲ့ Hansi Flick က Whitechurchs နီရဲ့မအန်ဒရီတက်ဆီကန်ရဲ့ Inaki Pinya တို့ကိုကြော်ပြီးတော့ပွဲထွက်ကူသမားတယောက်အနေနဲ့သူ့ကိုစဉ်းစားထားတဲ့အကြောင်းနဲ့သူ့အတွက်ခွင့်ရေးတွေများစွာရရှိမယ်ဆိုတဲ့အချက်နဲ့တုံ့ပြန်ခဲ့တယ်။ဆိုတော့သူ့ဘက်ကယူအန်ကာစီဘက်ကကြည့်တဲ့ချက်ကသူပွဲထွက်ခွင့်ရဖို့ပဲ။ဆိုတော့သူပွဲထွက်ခွင့်ရမယ်အသင်းကိုတွားချင်တယ်အာဆယ်ကိုသူမတွားချင်ဘူးရာယာရဲ့အရင်ဖြစ်ဖို့အတွက်ဆိုတော့အဲ့ဒီနေရာမှာဘာဆိုနာကယူအန်ကာစီယာကိုဒါ2030ခုနှစ်ဂျွန်လအထိ9နှစ်စာချုပ်ချုပ်မယ် ဒါသူ့ကိုတနည်းလောက်ခယူရို၄တန်းပေးပြီးတော့အားလုံးသဘောတူလိုက်ပြီးဒီနေရာမှာဘာဆိုနာဘက်ကအက်စပန်ယိုအသင်းကိုဂျော်ဂျီစာချုပ်ယူရို25တန်းပေးမယ်ဆိုပြီးတော့တရားဝင်လဲကွန်ဖာမ်လုပ်ထားတယ်ဆိုတော့ဘာဆိုနာကအခုလောလောဆယ်မှာအော်ဖာလုပ်ထားတာကမာအန်ထရီတက်စတီကနဲ့ဝိုက်ချက်ရှက်စနီကိုကြော်ပြီး နမတိကူကီပါအဖြစ်ပေးမယ်ဆိုတဲ့အချက်တစ်ချက်နဲ့ကံလန်ထားတဲ့ UN ကာစီယာရှိကဖိုင်နယ်အပရူကိုစောင့်နေပေမဲ့အခုတလောဆယ်မှာကစားမကခေါင်းငိတ်လိုက်သူတို့ဆိုလိုက်တဲ့အတွက်ကြောင့် ဒီပြောင်းရွှေ့ဖြစ်ပြီဆိုတော့ဒီဇာမကမန်ယူနိုက်တက်ကိုမပြောင်းဘူးအာဆယ်ကိုမပြောင်းဘူးဗီလာကိုမပြောင်းဘဲဘာဆိုနာမှာပဲရှိတဲ့ဒါကက်တလန်ကလပ်အက်စပန်ယူကနေဘာဆိုနာကို ပြောင်းပြီဆိုတော့ယွန်ကာစီယာကဒါအခုပြောင်းရွှေ့ချီ25တန်းကိုအက်စပန်ယူကိုဘာဆိုနာကမကြမ်းပြီးပေးမယ်ဒီနေရာမှာမာအန်ဒရီတက်စီကန်ကိုဘာဆိုနာကပြန်ရောက်နိုင်တယ်ဆိုတဲ့သတင်းတွေတက်လာတဲ့အချိန်မှာ မအန်ဒရီတက်စတီကန်ကသူအသေးမှဆက်နေခြင်းပြီးတော့သူ့ဘက်ကနေရာလှူသွားမယ်လို့ဆိုထားတယ်ဆိုတော့ကျွန်တော်တင်တော့ရှက်စနီကိုဘာဆိုတာကတနစ်ထပ်တိုးထားတဲ့အချိန်မှာ white chess chessney ရဲ့မအန်ဒရီတက်စတီကန်ရဲ့ inaki ပညာပါဒီလိုက်သူ inaki ပညာတယောက်ပဲထွက်သွားနိုင်တယ်အခု man united ကအခုသူတို့လိုချင်တဲ့ဂိုးသမားမရတဲ့အတွက်ကြောင့်သူတို့ကအခြားဂိုးသမားတယောက်ကိုစပြီးတော့ပြောင်းလဲပြင်း ြစ်တာတားကတ်ထားတာပေါ့လေဆိုတော့ဒီနေရာမှာ Manchester United အသင်းကဒါသူတို့အနေနဲ့ဒါ Aston Villa အသင်းနဲ့အပြိုင်ပြည်သစ်ကလပ်လီယေရဲ့ဂိုးသမား Lucas Cavalier ဆိုတဲ့အသက်23နှစ်အရွယ်ရှိတဲ့ဂိုးသမားကိုတားကတ်ထားတယ် ်ဗီလာကလည်းအမေရိကဒါဘူးလက်ရှိမှာအမီမာတီနက်ဆ်ထရမှာဖြစ်တဲ့ကြောင့်မာတီနက်ဆ်ထရသူကတန်း၄၀လောက်ရရောက်မယ်ဆိုတော့လူကတ်ကာဗလီယာဆိုတဲ့ကိုယ်သမားနဲ့အစားထိုးခြင်းနဲ့မိုင်းယူနိုက်တက်ကလည်းအိုနာနာကိုပြောင်းရွှေ့ခြင်းတန်း၃၀၄၀လောက်တာကတ်ထားတယ်ပြီးတော့မှဒါယူအန်ကာစီယာမရတဲ့အတွက်ကြောင့်လူကတ်ဒါဒါကဲလာဗီယာဆိုတဲ့ဗီယာဆိုတဲ့ကိုယ်သမားနဲ့အစားထိုးမယ်ဆိုတော့အခုတော့ဆယ်အနေထားရတော့ဒါဘာဆိုနာကအင်နာကီပညာပဲထွက်ပုံများတယ်ကျွန်တော်တို့ထင်တာတော့၃ယောက်သလုံးသူတို့ဟန်ဒယ်လုပ်ဖို့ခက်တယ် ရှက်ဖီကလည်းကာလာတူပဲဖြစ်တဲ့အတွက်ကြောင့်လည်းဖြစ်နေနောက်တစ်ခုဘာဆိုတာကဒီအန်ဒရစ်မာအန်ဒရစ်တက်စီကောင်ကိုရောက်ကြည့်တဲ့ချက်ကသူ injury ကပြန်လာပြီးတော့သူ performance မကောင်းဘူးအဲ့ဒီချက်ကြောင့်လည်းပါတယ်ဆိုတော့ယူအန်ဂါစီယာကဘာဆိုနာအသင်းကိုယူရို25တန်းရောချေးစာချုပ်နဲ့ပြောင်းရွှေ့တော့မှာပါအားလုံးကျေးဇူးတင်ပါတယ်